Telegram မှာအရင်ဝင်ထားတဲ့ဖုန်းနံပါတ်ကိုဖျောက်ချပြီးတော့ဖုန်းနံပါတ်အသစ်နဲ့ Telegram ထဲက data တွေမပြတ်သွားအောင်ဘယ်လိုဖုန်းနံပါတ်ပြောင်းလဲလုပ်ရမလဲဒီနည်းကိုဒီဗီဒီယိုမှာမျှပြလာမှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ One Click Pay ကနေပြောကြိုဆိုပါရစေ။ကျွန်တော်တော့ညီထပ်ပါကျွန်တော်ရဲ့ channel ကိုမိတ်ဆွေက follow and subscribe လုပ်ကြသေးဆိုရင် follow and subscribe လုပ်ပြီးတော့စောင့်ကြည့်ပေးပါအောင်လို့ပြောချင်ပါတယ်။ Telegram application နဲ့ကိုဝင်လိုက်ပါ။ ဒီဘက်တောင်လေးရဲ့မြေကြောင်လေးတန်းချောင်းကိုနှိပ်လိုက်ပါ mind profile ကိုဝင်လိုက်ပါအပေါ်ဆုံးကဖုန်းနံပါတ်ကိုနှိပ်ပြီးလိုက်ပါ replay number ကိုနှိပ်ပြီးလိုက်ပါ chain number ကိုနှိပ်ပြီးလိုက်ပါ loop line တော့ chain ကိုနှိပ်ပြီးလိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ chain ရင်တဲ့ဖုန်းနံပါတ်ကိုကြိုက်ထည့်ပြီးတော့ဒီမြားလေးကိုနှိပ်လိုက်ပါဒီနေ့ကတော့ဖုန်းနံပါတ်အသစ်ချင်းပင်မယ်လဲ တေယွန်နဲ့မှာစကားပြောထားတဲ့အရာတွေဒေသလေးမပြတ်တော့အောင်ချိန်နဲ့ညီလေးပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုဆုံးထိကြည့်ပြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ